မြန်မာနိုင်ငံအတွင်းရှိအလုံသမားတွေရာသင်ရတိုက်တဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေအားလုံးကိုအစိုးရကပွင့်လင်းမြင်သာစွာချပြဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးဦးအောင်ပြည်စုံက CNN သတင်းဌာနကိုပြောပါရတယ်။အစိုးရတရက်ဟာအလုံသမားအခွင့်အရေးပြည်သူတွေရဲ့အခွင့်အရေးစီးပွားရေးလုပ်ငန်းရှင်တွေရဲ့အခွင့်အရေးတိုင်းပြည်စီးပွားရေးတိုးတက်ရေးစတဲ့ဆောင်ရွက်ချက်တွေကိုတာဝန်ခံရလိမ့်ရှိတဲ့အတွက်အခွင့်အလမ်းတွေရရှိရေးဆောင်ရွက်ပေးမယ်ဆိုသောပြောကြားချက်တွေဟာမထူးဆန်းတော့ကြောင်းထောက်ပြကြပါရတယ်။အလုံသမားအခွင့်အရေးနဲ့တိုင်းပြည်တည်ထောင်ရေးကိုအဂတိကင်းကင်းဖြစ်ဆောင်ရွက်နိုင်ပါကကော င်းမွန်တဲ့အခွင့်အလမ်းတွေကိုမျှော်လင့်လို့ရနိုင်ကြောင်းစီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြေဆောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ 要都建，咱其他工作都完了。恁老农在老卢说的，老姑妈同意，对不对？爸妈，恁种田，老哥哪吒不问题。老姑妈的意见，人家才对，可以的，可以的。阿阿龙我说一下，都差别并不大，对不嘛？过年年长，我媳妇做的，那简单点啊。是老姑妈同意，老先生同意，两个这边同意的。西瓜也他妈的，也同意。三四点钟，也同意。以前刚是这样子的，现在老卢说香蕉不会是吧？我讲的是，这里不靠出钱的呢，但是也不便宜，出钱的是的。这家呢，我就给种老种菜，老农我的看那伢的。 ိစ္စတွေရှိကြတယ်။ဆိုတော့ဒီလိုဟာတွေကိုပြန်လည်လန်ထူဖို့အတွက်ကျွန်တော်တို့ကရေပောင်းရုံစိတ်ပိုင်းဆိုင်ရာကိုလုပ်ငန်းရှင်တွေအပါအဝင်သက်ပေါင်းဆောင်အစီအစဉ်အကျိုးသားနေကြတဲ့အခါမှာကျွန်တော်တို့ကအဂတိကင်းနဲ့အဂတိကင်းစင်နဲ့အောက်ချုပ်မှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖွင့်ရတဲ့ဆိုရင်ကျွန်တော်တို့ကအင်တန်ကောင်းပါမှာ။အဲ့လိုမျိုးပဲနဲ့တချို့တချို့သောနေရာတွေမှာကျွန်တော်တို့ကဒီအဂတိနဲ့မကင်းတဲ့ဆောင်ရွက်မှုတွေ အဲ့တူလူကိုလူမသရှိရဲ့ရွေးချယ်မှုတွေအယောင်တွေကာလာတွေဒီကြားထဲမှာကျွန်တော်တို့လုပ်ငန်းတွေလုပ်ဆောင်ရတာဖြစ်တဲ့အတွက်အခွင့်အရေးပေးခြင်းမပေးခြင်းထက်ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့ကျွန်တော်စီဇန်သမန်အက်သလစ်ကင်ကင်အယောင်ကာလာတွေကင်ကင်နဲ့ဘလို့လုပ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုအနည်းပေးဖို့ပဲကျွန်တော်ပို့ပြီးတော့ညှော်လင့်ပါတယ်ဗျာအလုသမားတွေအတွက်အလုအကင်ခွင့်လန်းတွေကိုမြည်သူများအာမခံချက်မပေးနိုင်သေးကြောင်းသွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ်မြန်မာ STUN ဦးဆောင်သူဒေါ်မျိုးမျိုးအေးက CNN သတင်းဌာနကိုပြောပါတယ် 你干嘛在狗嘴里哦？嗯，剩下他的。 ဟွာတွေမဟုတ်ဘူး policy တွေမဟုတ်ဘူးအားလုံးကနိုင်ငံရေးရင်းနှီးမြှုပ်နှံမှုလာဖို့အလုပ်ကံခွင်လှမ်းရဖို့အလုပ်ကံခွင်လှမ်းရဖို့ဆိုတာကနိုင်ငံရေးရင်းနှီးမြှုပ်နှံမှုပါတီတွေကိုလာလို့ခေါ်လိုက်တာပဲအဲ့ဒီမှာလိုက်လံလာတဲ့လူတွေကအလို့ဒီမအခွင့်အရေးကိုလေးစားလိုက်တာပါဟာဒါအလို့တမကတွေကိုမချွခွဲပါနဲ့တမကဖွဲ့စည်းတာကိုလက်ခံပေးပါဆိုတာမျိုးပါနောက်ဆက်တွဲကမရှိနေဘူးပေါ့နော်အဲ့ဒါကတော့ဥပဒေကိုစီချက်တဲ့လူကအားနေတာပေါ့နော်နောက်လာတဲ့အလို့ရှင်တွေကလည်းစတဲ့ကလှုပ်တန်းဆွေးချိုတာတခုလေးကိုပဲရှိနေလာတာအဲ့ဒီရဲ့နောက်မှာ ာကတ်ပါလာတဲ့ responsibility ပေါ့နော်ငါတို့စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင် right and responsibility ကိုငါတို့ဒီဒီ like လေးစားလိုက်တာကိုလို့ရဲလူ့သမားခွင့်ရေးလူ့ခွင့်ရေးမျိုးသမီးခွင့်ရေးကလေးတွေအခွင့်အရေးဒီခွင့်ရေးတွေငါတို့ပေးဖို့လိုတယ်ဆိုတာမျိုးခေါင်းထဲမှာမရှိတော့ငါတို့ကဒီနိုင်ငံမှာလုပ်တန်းဆေးချိုတယ်ဒီကနေပြီးတော့ဥရောပကိုတင်ပို့လို့ရှိရင်အခွန်ကင်းလွတ်တယ်ဆိုတော့ဒီမလုံးနေနဲ့ပဲလာချတာပေါ့နော်အဲ့တော့သူ့ရဲ့အများဆုံးတစ်ခုရဲ့ကိုပဲကြည့်တယ်တင်ပေးရမယ်လူ့သမားဘက်ကိုမကြည့်ဘူးကောက်ယူပြီးစီခဲ့တဲ့လုပ်သားအင်အားစစ်တမ်းတွေအရအချက်လက်တွေကိုခံမှန်ပြီး ီခံမှန်းတွက်ချက်ထားတဲ့2020-2023လုံသားအင်အားခံမှန်းစရင်အင်းတွေအရာအလုတ်လက်ရှိဥယေ23ဒသမ3.6တန်းရှိပြီးအလုတ်လက်မဲ့ဥယေ3.88တန်းရှိကြောင်းအလုတ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရာသိရပါဗျ။မြန်မာနိုင်ငံမှာနိုင်ငံရေးအပြောင်းအလဲစပြစ်ခဲ့တဲ့2021ခုနှစ်ဒုတိယသုံးပတ်အတွင်းမှာပဲမြန်မာနိုင်ငံရဲ့လူဦးရေ1.2တန်းဟာအလုတ်လက်မဲ့ဖြစ်နေကြောင်းအပြည်ပြည်ဆိုင်ရာအလုတ်သမားအဖွဲ့ချုပ် INO ကအစီရင်ခံစာထုတ်ပြန်ခဲ့ပါဗျ။